โอเคစာဖတ်ခြင်းကြောင့်ကျိုးကျေးဇူးများစွာရရဲဆိုတာကိုလိုရိုက်တိထားတဲ့အရာလေးပေါ့နော်။ဒါကိုစာအမြဲဖတ်တဲ့သူတွေမှာဘလို့အကျိုးကျေးဇူးများစွာရလဲဆိုတာကိုသိစေတဲ့အတွက်ဒီဗီဒီယိုလေးကိုသက်ဆိုင်ရရင်ဖြစ်ပါတယ်။ဆိုတော့โอเคစာအမြဲဖတ်ခြင်းရဲ့အကျိုးရလကောင်များစွာတွေကမှအဓိကချက်တွေကိုပြောပြချင်ပါတယ်။ကျေးဇူးရလကောင်များစွာရတဲ့အတွက်ဒီဗီဒီယိုလေးကတင့်အတွက်အရန်ကိုအကျိုးပြုဆောင်တရားရလဲဆိုတာ100%အာမခံပါတယ်။ โอเคအဲ့ဆိုဗီဒီယိုလေးကိုစလိုက်ကြမယ်နော်ဟယ်လိုအားလုံးမင်္ဂလာပါပိုပို YouTube channel လေးရတဲ့အားလုံးကိုကြိုဆိုလိုက်ပါတယ်အလားပါကျမရင်းနဲ့ nourishion နဲ့ body နဲ့ပတ်သက်တဲ့အကြောင်းအရာကိုဘလို့တင်ပြဆက်တက်ဆက်သွားမလဲဆိုတာကိုသိရှိနိုင်မှုအတွက်ပိုပို YouTube channel လေးကို subscribe လုပ်ကြလို့လည်းမေးပါတယ်နော် channel ကြောင့်ရရှင်လည်း comment မှာပြီးတော့လို့ရပါတယ်โอเคအားဆိုဗီဒီယိုလေးစလိုက်ကြမယ်နော်โอเค number 1စိတ်ဓာတ်ကိုနှုံးစော်ပေးခြင်း ထပ်မတူလိုမျိုးစာအုပ်ပေါ့။ဘောင်းဆောင်ကြီးရဲ့အကြောင်းပေါ့။ပြည့်ရည်ရွယ်ချက်ကတော့ជីတီမာမာဖြစ်စေခြင်းတဲ့အတွက်စိတ်တက်တက်ပြီးစိတ်ဓာတ်ကိုနှုံးဆော်ပေးပြီးတော့ခွန်အားဖြစ်စေပါတယ်။ motivation ရတဲ့အတွက်အခုချက်ချင်းထားပြီးတော့ဒီစာအုပ်ထဲရပြထားတဲ့အကြောင်းအရာကိုအတိုင်းလိုက်ပြီးတော့ပြုမူနေထိုင်တတ်တဲ့လေးအချင်းရရှိပါနိုင်ပါတယ်စိတ်ဓာတ်တက်စီပြီးတော့ခွာဖြစ်စီတဲ့အစာအမျိုးပါသူကဒီလိုအထုပ်ပတိလိုမျိုးစာအုပ်တွေကစိတ်ဓာတ်ကိုအရင်ကနှုတ်ဆောင်မှုအကောင်းပါတယ်โอเคနံပါတ် ှင်။ဟောလေဘဟုတ္တတကျွဲပါခြင်း။စာအမျိုးမျိုးဖတ်ထားတဲ့သူတွေမှာဆိုရင်ဘဟုတ္တတကျွဲပါတယ်ဆိုတာလက်ခံနေဟုတ်။ဆိုတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေအစားအသောက်ကိုဖတ်ထားတဲ့သူကကိုယ့်လုပ်ဖို့ကံပတ်တွေအတွက်ခေါင်းတလုံးတာနေမယ်ဆိုတာကိုတွေ့ရမှာပါ။ Okay အလို့ရီကိုင်လေးလည်းအလို့ရီကိုင်လေးလည်းတခြားလူထဲတာနေသလိုဘုဒ္ဓတာပိုင်းမှာလည်းအရန်ကိုကျွဲပါနေတာကိုတွေ့ရမှာပါ Okay နံပါတ်3စကလုံးကျွယ်ပါခြင်းဒါကတော့ရင်းနှီးစမ်းကြံနေပါဘူးမြန်မာစာအုပ်တွေဖတ်မယ်ဆိုရင်မြန်မာစကားရဲ့ဘောဟာရအသုံးအနှုန်းတွေကိုတွေ့ရမှာပါအင်္ဂလိပ်စာအုပ်တွေဖတ်မယ်ဆိုရင်လည်းအတိအတိပဲမတည်သေးတဲ့စကလုံးတွေတွေ့ရမှာ Okay အဲ့ဒီအရာတွေကိုလိုက်ပြီးတော့မှတ်သားမယ်ဆိုရင်အင်္ဂလိပ်စကလုံးတွေတော်တော်များများအင်္ဂလိပ်စကားတွေတော်တော်များများကိုတက်လာမှာကိုတွေ့ရမှာပါဆိုတော့ကစကလုံးကျွယ်ပါတဲ့သူတွေကစကားပြောတဲ့အခါမှာ ထိထိရောင်ရောင်ထိထိမမီမမှန်ကန်ကန်နဲ့စကားပြောကောင်းတာတွေဖြစ်လာမှာပါ။ Okay အဲ့တော့ number 4မှတ်ဉာဏ်တိုးတက်ခြင်းဆိုတော့ဝတ္ထုစာအုပ်တော်ကိုဖတ်တယ်ပဲဆိုပါစို့အဲ့ဝတ္ထုထဲမှာပါတဲ့စက်ကောင်တွေရဲ့အမည်တွေသူတို့ရဲ့ဟာဗလေနီယလိပ်စာအဲ့လိုမျိုးဇာတိတွေ အခုအဆက်တွေကိုလိုက်ပြီးတော့ပတ်သွားမယ်ပတ်သွားမယ်ဆိုရင်အဆက်အဆက်လဲတစ်ခုနဲ့တစ်ခုဆက်ဆက်မိတယ်လို့ဖြစ်တယ်လို့စာဖက်ရေးနဲ့အဲ့ဒီအချက်တွေကိုအုံနောက်ရဲ့မသိစိတ်ကမှတ်နေရလို့မှတ်ညာတိုးတက်စေပါတယ်စိတ်ပညာရှင်တွေပြောချက်အရာဆိုရင်တော့ဘောနော်အသက်ကြီးတဲ့သူတွေကဝိထုများများဖတ်ဖို့အရာအတွေ့သူတို့တိုက်တွန်းထားတာကိုလည်းဒါတွေ့ရပါတယ်အသက်ကြီးတဲ့သူတွေကမိတတ်သောဝိထုများများဖတ်ပြီးဖို့ကိုစိတ်ပညာရှင်တွေတိုက်တွန်းထားတာကိုလည်းပဲစောင့်တော့မှဖတ်ခဲ့ပြီးပါတယ် โอเคအဲ့တော့နံပါတ်5 Three course introduction အတွေ့အခေါ်အသိမြင်ပွားစေတဲ့စာပေဆောင်ပါပေါ့နော်အခုဥပမာပြောရမယ်ဆိုစုံတောင်းဝိထုလို့စာအုပ်မျိုးပါအဲ့ဒီလိုအကြောင်းအရာတွေကအရန်စိတ်ဝင်စရာအရန်စိတ်ဝင်စားစရာကောင်းပြီးတော့စာဖတ်သူမှလည်းအဲ့ဒီလိုအတွေ့အခေါ်ဆက်ဆက်တဲ့အသိဉာဏ်ရပါလိမ့်မယ်โอเคအဲ့တော့နံပါတ်6အယုစုဆိုင်မှုကောင်းခြင်းโอเคဒါကတော့ရှင်းပါတယ်အယုများတဲ့သက်သူတွေကစာအုပ်ဖတ်တင်ပါတယ် စာဖတ်ရင်းနဲ့အဲ့ဒီစာအုပ်ထဲမှာပဲစိတ်နှိဝင်သွားပြီးတော့မိမိရဲ့ပဝင်ခြင်းမိမိရဲ့ကမ္ဘာလောကကြီးကိုမေ့သွားပြီးတော့ဖတ်နေတဲ့အကြောင်းအရာပေါ်မှာပဲအာရုံထားတဲ့အတွက်အာရုံစူးစိုက်အားပိုကောင်းလာအောင်ကိုတွေ့ရမှာပါ။ Okay အဲ့တော့နောက်ထပ်နံပါတ်တစ်ခုနံပါတ် Okay စာအရင်းသားကောင်းလာခြင်းအဲ့ဒါရရှင်းပါတယ်။စာရင်းသူတိုင်းကဒါစာဖတ်တဲ့သူတွေပဲဖြစ်ကြတယ်။စာရင်းဆရာပေါင်းစုံရဲ့အရင်းသားကိုလေ့လာပြီးသားဖြစ်တယ်။ ။စာမများဖတ်တာတော့ဘာကြောင့်ရဖြစ်ဖြစ်စာဖတ်သူကိုစိတ်ဝင်စားလာအောင်လို့အရေးသားကောင်းကောင်းလေးနဲ့ရေးလာနိုင်တယ်။အဲဒါကြောင့်မလို့စာရေးဆရာတွေကစကားပြောလဲကောင်းတယ်လို့ရေးသားလဲကောင်းတာကိုဒါတွေ့ရမှာပါ။ဆိုတော့ကတဲအကြောင်းသူအကြောင်းတိုင်းမှာလို့လို့အဲဆိုင်စာကိုရေးသားတော်တာကိုတွေ့ရတယ်လို့အစကားပြောဆိုမှလည်းသူများအားတခြားကလေးတွေထဲတာနေတာကိုတွေ့ရမှာပါ။ Okay အဲ့ဒီတော့ number 6။အော် number 8စိတ်ကြံမှု အော်โอเคညမှာအဲ့လိုတလီကုန်လုပ်လို့ဆာဆာလောရလို့အကြောင်းမှာတလီကုန်ကြောင်းတဲ့နေရာလို့စိတ်ကနေလူပမန်းဖြစ်နေပြီလားစိတ်တကြနေပြီလားစိတ်အောင်းငယ်နေပြီလားဆိုတော့သိကြမှာတဲ့အဲ့အတွက်အထောက်အူပြုစီမဲ့အစာအုပ်ပေါ့နော်ဘလို့အရာလဲဆိုတော့ပါစိတ်တက်ညစ်တရင်စိတ်ခွန်အားပေးတဲ့ motivation ရစေမဲ့စာအုပ်တော့အကုန်ဖက်ပါတင်ရဘလောက်ပဲအလုံးပင်ပန်းပင်ပန်းလာပင်ပန်းလာစိတ်တက်ရတေချာလာချာလာအဲ့ဒီစာအုပ်ကိုကောက်ဖက်လိုက်တာနဲ့အဲတင်ရစိတ်က အဲ့လိုလိုစိတ်ကမြင့်တင်သွားပြီးတော့စိတ်အင်းကြမ်းမှုရရှိတယ်လို့နောက်နေ့အတွက်လည်းအလုံးလုံးဖို့အတွက်လည်းဖြစ်နေရမှာကိုတွေ့ရပါတယ်စိတ်နဲ့မြင့်တင်ပြီးတော့ဘဝမှာအောင်မြင်မှုရရှိသူတွေရဲ့စောင့်မျိုးကိုဖတ်ပါအဲ့လိုစာအုပ်လေးကိုတော်တော်များများကနှလုံးသားအဟာရစာအုပ်လိုမျိုးလို့စာအုပ်လိုခေါ်ကြတာတွေ့ရတယ်ပေါ့နော်။ဒီထက်ပိုပြီးတော့အေးချမ်းမှုရခြင်းလေဆိုရင်တော့တရားဓမ္မစာအုပ်လေးကိုဖတ်ပြီးတော့လောကရဲ့ ံကိုလည်းစက်စက်ခံနိုင်ပြီးတော့စိတ်ကိုအေးချမ်းမှုရသလိုလောကံကိုလည်းစက်စက်ခံနိုင်တဲ့စိတ်ဖြစ်ပေါ်လာစေပါတယ်။အပတ်ကိုပျော်ပြင်းခြင်း၊ရုပ်ရှင်ကြည့်မှစိတ်ပန်းပြင်းမှုရရှိတာမဟုတ်ပါဘူး။စာဖတ်ရင်းနဲ့လည်းစိတ်ပန်းပြင်းမှုရရှိပါတယ်။ပုံမြင်လို့ဝိထုလို့ဖြစ်ဖြစ်ဖြစ်စိတ်ပန်းပြင်းလို့ရပါတယ်။စာအုပ်ခန့်နေရင်းနဲ့လည်းစိတ်ပန်းပြင်းနိုင်ပါလေ။ဒါကတော့စာဖတ်မှုမှသိတာလေးနဲ့။ Okay, အဲ့တော့ number 10ပြောမယ်။ခီးသွားအတွေ့အကြုံဒီတန်တရာဘဝတုတ္တပါတဲ့ဆောင်းမျိုးပါ။ အဲ့ဒါတွေကဘာလဲဆိုတော့နိုင်ငံခြားရဲ့အဖြစ်အပျက်တွေကိုအခြေခံထားတဲ့ဝတ္ထုမျိုးပါဒီလိုစာမျိုးလေးကိုဖတ်တဲ့ဆိုရင်တော့တခြားမျိုးတခြားနိုင်ငံကိုရောက်သွားတယ်လို့မျိုးခန်းစားရမှာပါ။အဲဒီလိုမျိုးအဲ့လိုမျိုးနေရာတွေကိုမျက်စိနဲ့ကိုယ်တိုင်မြင်တွေ့နေရတယ်လို့မျိုးအာခန်းစားမှုရရှိပါလိမ့်မယ်။ Okay ဆရာကအဲ့တော့ South Fabian နိုင်ငံပတ်သွားကြမယ်။စက်ပြစ် T Transcend စာမှုသိပ္ပံဝတ္ထုသိပ္ပံစာမှုသူတည်တနာစာမှု ဲ့ဒီလိုအရာတွေဖတ်မယ်ဆိုရင်တီထွင်စမ်းစားနိုင်တဲ့အကြံဉာဏ်ကောင်းတွေရရှိနိုင်ပါတယ်။ Okay ဆိုတော့ခင်ဗျားအညီနားလည်သဘောပေါက်ပြီးတော့တီထွင်စမ်းစားဘုဒ္ဓမြတ်ရရှိနိုင်ပါတယ်။ဆက်နေစိတ်ထားတိမ်ဝိညူဉဏ်ရင်းချက်လာခြင်းအချင်းဝတ္ထုအရာစတာတွေဟာအာစဖတ်သူတိုင်းစိတ်ခံစားမှုကိုဖြစ်စေပါတယ်။အဲ့ဒီလိုစာအုပ်တွေဖတ်ခြင်းအပြင်အလွန်ဆွေးမှုစဉ်းစားတနာစိတ်တွေကိုကျင်းစာစိတ်တွေဖြစ်လာပြီး စိတ်နှလုံးလေးတိတ်ပွင့်ညံ့လာအောင်ဒါတွေ့ရမှာပါစိတ်ထက်လည်းဒီနေ့ချက်လာမှာပါ Okay 73အနာဂတ်မှာကြုံတွေ့မဲ့ပြဿနာကိုကြိုတင်တည်နေခြင်းအဲ့တော့ဗျာရည်လဲဆိုတော့ business နဲ့ management ဆိုင်ရာစာအုပ်တွေပါစာအုပ်တွေရေးတဲ့သူတော်များများကလုပ်ငန်းရှင်ကြီးတွေလုပ်ခဲ့မှုတို့နဲ့ကုမ္ပဏီမှာအမျိုးဆုံးရသူလုပ်ခဲ့တဲ့ပုံတွေနဲ့အောင်မြင်အောင်မြင်မှုတစ်ခုကိုရပြီးတော့ကိုယ်ရေးရဆောင်တဲ့အထုပ်ပတိရေးခဲ့မှုတို့တွေပဲဒါဖြစ်ပါတယ် ။ဟာဆိုတော့ကသူတို့ကနှစ်ပေါင်းများစွာလောက်ကရင်နဲ့ကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေကိုပြီးတော့အဲ့ဒီပြဿနာတွေကိုဘယ်လိုကင်တွယ်ဖြေရှင်းလဲဘယ်လိုကင်တွယ်ဖြေရှင်းခဲ့လဲဆိုတဲ့အကြောင်းအရာတွေဒီကိုတာရေးသားဖော်ပြထားတဲ့စာအုပ်တွေလည်းရှိပါတယ်။အချိန်ထဲမှာပဲမိမိကအဲ့လိုစာအုပ်တွေဖတ်ထားတဲ့အတွက်ကိုယ်လေအဲ့ဒီမျိုးလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်အခက်အခဲတွေကိုဘယ်လိုကြံရွယ်ဖြစ်ရှင်းပြီးတော့ပြဿနာကိုဝေချိုးပြီးတော့သိနေတတ်ပါတယ်။အဲ့ဒီတော့ဒီလိုပြဿနာကိုဘယ်လိုကြံရွယ်ဖြစ်ရှင်းမလ အစဒါကဒီစာကိုဖတ်ထားခြင်းအဖြစ်အရန်ကိုကြိုးကျေးဇူးရရှိမှာပါ။ Okay အဲ့တော့နောက်ဆုံးနံပါတ်တစ်ခုသွားလိုက်မယ်နော်။ဆက်လေးစိတ်ကူးရင်ကပါဒီကဘာကြီးကနေခနာထွက်ခွာပြီးတော့စိတ်ကူးရင်ကပါလေးကိုသွားခြင်းတွေရှိလား။စိတ်ကူးရင်ဝတ္ထုမျိုးဖတ်ပါ။အဲဒါဆိုတော့ကိုလည်းအဲ့လိုစိတ်ကူးရင်စာအုပ်တွေဖတ်လိုက်ခြင်းအပြင်ကိုဖြုတ်ချင်တယ်လို့ကိုလုံးချင်တယ်လို့လုပ်လို့ရတယ်လို့စိတ်ကိုလည်းချိန်ညှိပြီးတော့ပျော်ရွှင်စေပါတယ်ခဏတာလွတ်လပ်ပေါ်ပါသွားပြီ အကြီးတက်လေးရမှာဖြစ်ပါတယ်အဲ့ဒီတော့စိတ်ကူးရင်စာအုပ်လေးများများဖတ်ပြီးတော့စိတ်ကူးရင်ကဘာကြီးကိုပတ်ကြမယ် okay စာဖတ်တဲ့အနည်းအချင်းကိုတရဲနှစ်ရဲလုံယူလို့မရပါဘူးပြစ်စင်ပြစ်စင်ဖတ်သွားမှာအလင်းချင်းကောင်ဖြစ်လာပြီးတော့အပေါ်မှာပြောထားတဲ့ဆက်လက်ချက်လုံးကိုဟိုရဲ့အကျိုးရလက်ကောင်းလေးကိုရရှိမှာဖြစ်ပါတယ်ဒါဆိုရင်တော့တစ်စီမှာတိန်မိနစ်ပေါင်း3000ချင်းတန်ရှိနေသေးတယ်မိမိဘဝအတွက်ရလက်ကောင်းလေးရရှိနေရန် စာအုပ်ဖတ်ဖို့အတွက်မိနစ်ပိုင်းဆိုရဲအချိန်လေးကိုတော့ကျွန်တော်တို့အရင်ယူနိုင်မှာရပါမယ်။မိမိကိုယ်ကိုမိမိအချိန်ပေးခြင်းအပြင်အဲကိုယ်နဲ့ဆိုင်တဲ့စာအုပ်တွေကိုဝေးပြီးတော့ဖတ်ပြီးတော့စာအုပ်တွေဖတ်တဲ့ဖတ်တဲ့အချိန်ကိုမြင်များလုပ်ပြီးတော့စာအုပ်ဖတ်တဲ့အချိန်ကိုမြင်များဝေးပြီးတော့စောနကပြောသွားတဲ့အချက်စက်လေးချက်လုံးရဲ့အကျိုးရလဒ်ကိုရရှိမှာကဟာကေအခုချိန်အစားပြီးတော့စာအမြဲဖတ်သွားပြီးတော့ရလဒ်ကောင်းတွေကိုနေ့ရက်တိုင်းနေ့ရက်တိုင်းပိုင်ဆိုင်ပါစေလို့ ဆောင်ပါတယ် okay ဒီဗီဒီယိုလေးကနေတင်အတွက်အကျိုးတစုံတရာရမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဘလို့အကြောင်းအရာလေးကိုတင်ဆက်သွားမလဲဆိုတာသိရအောင်လို့ပုံပုံ YouTube channel လေးကို subscribe လုပ်တော့အတွက်အကြံပေးချင်ပါတယ် okay ဗီဒီယိုလေးကိုဆုံးပြီးဒီပြရဲ့ drag တရားချင်းစီတိုင်းကျေးဇူးများရှိတင်ပါတယ်ရှင် okay ဗီဒီယိုလေးကိုဆုံးပြီးတော့အဆုံးသတ်လိုက်တော့မယ်နော် bye bye